up black windows when she go down. You must be crazy if you think that I'ma slow down. I wanna hear it talking shit from the drama. Coming and said you took your mama. ကင်းမှပြန်လဲကျူးလိုက်ပါလေဒီနေ့မှာတော့ဒီလိုဒီလိုကင်းမွန်ချောက်တွေကိုဘလို့လွယ်ကူပြီးတော့စားကောင်းချက်စားမလဲဆိုတာကိုချက်ပြပြီးမှဖြစ်ပါတယ်ရင်းစုံဟင်းချက်ခင် လက်ကိုဆက်ပြန်နေစင်ကြအောင်ဈေးပါမယ်နော်ဝယ်လာတဲ့ကင်းမွန်ချောက်လေးတွေကိုတနင်္လာရီဆင်းပြီးတဲ့နောက်မှာတော့ရေကအညွတ်ပြောင်းတော့ပါတယ်ဒါကြောင့်ကင်းမွန်ချောက်ကလေးကိုနောက်တစ်ဖက်ရေထပ်စီပါတယ် ခုခန္ဓာမှာရှိတဲ့အညစ်အကြေးတွေကိုလည်းတိကျပွတ်တိုက်ပြီးစီထုတ်ပြလိုက်ပါတယ်။ရေထက်ထက်ထိတွေ့ထားလို့ကြော်ပြောင်းနေပြီဖြစ်တဲ့ခင်းမွန်ပြများကြော်ရော်တွေကိုကျွန်တော်တို့ထုတ်ပါမယ်။သူ့ရဲ့ကြော်ရော်တွေကအဝါရောင်ပလတ်စတစ်အပြားလေးတွေလိုပဲပျော့ပျော့ပြောင်းပြောင်းလေးဖြစ်ပါတယ်။ထို့နောက်ခြေလက်ကရေးစားနေငယ်သုံးပြီးတော့အသားကိုနိုင်ဝက်လောက်ဆင်းပြီးဆေးကျော်ပြလိုက်ပါမယ်။ကင်းမွန်ပြားတွေကိုကင်မဲ့ air fryer ကိုကျွန်တော်တို့ပြင်ဆင်ပါမယ်။ထို့နောက်ရေစစ်ပြီးတော့ချောက်တွေးနေတဲ့ကင်းမွန်ပြားများကိုအထက်အောက်ချက်ညီစေရန်အတွက်စီစီလေးကျွန်တော်တို့စီပြီးတော့ထည့်လိုက်ပါမယ်။ကိုကျေဟို180ဒီဂရီအချိန်10မိနစ်ကြာထားပြီးတော့ကျွန်တော်တို့กินပေးပါမယ်။ ကျွန်တော်တို့အသားတွေကိုကင်ထားတော့ source ချက်ရအသင်စင်ပါမယ်။အရင်ဆုံးကြက်တုံဖြူများကိုပြင်ပြတ်ပြီးတော့ချောင်းချောင်းလေးတွေဖြတ်ထားပြပါမယ်။ထို့နောက်ခရမ်းကျင်စီချက်သွင်းပြီးအဲ့ဒါတွေလည်းချောင်းချောင်းလေးတွေကျွန်တော်တို့ပြုလုပ်ပြပါမယ်ခရမ်းကျင်စီကိုကျွန်တော်တို့ဖင်ဖြတ်အစီထုတ်ပြီးတော့ကျွန်တော်တို့ချောင်းချောင်းလေးတွေလှည့်ထားပြပါမယ် ချက်သွန်လေးကိုလည်းဖင်ဖယ်ခေါင်းဖယ်ပြီးတော့ကျွန်တော်တို့ချောင်းချောင်းလေးတွေပုံသွင်းပေးပါမယ်။အော်လိချွန်းလေးနဲ့အဖက်မှာ air fryer နဲ့ကင်ထားတဲ့အသားရာလည်းချိန်ပြသွားပါပြီ။ကင်ထားတဲ့အသားပြားများကိုအေးခံပြီးရဲ့အချိန်မှာတော့ပပလေးဖျောင်းစိတ်ရှိလက်ရှိပြီးဖြတ်ပြဖို့အတွက်လိုအပ်ပါခင်ဗျာ။မဟုတ်ရင်တော့ပါဇက်ကိုဆက်စပက်ထရောင်းဝါပါလိမ့်မယ်။ မင်းမင်းလည်းအရာအငယ်တစ်ယောက်ကိုစေတနာပို့ကဆက်နက်ကောင်းကြီးများအောင်ဆိုတော့စိတ်ရှိလက်ရှိနဲ့တော်တော်လေးညှိလိုက်ရပါမယ်။ Hair stylist ရှိရတဲ့ကျွန်တော်တို့ကကြီးကျွမ်းကျင်တာကကြီးသင်ခဲ့လိုက်ရမယ်ထင်တယ်။ Okay ကျွန်တော်တို့ sauce လုပ်ပါမယ်။ပြီးဖြတ်ထားတဲ့ခရမ်းရည်စီတက်သွန်ကြီးတက်သွန်ဖြူရိုးကိုကိုရီးယားငရုတ်နဲ့နှစ်စွန်းပြီးတော့ကျွန်တော်တို့ကိုရီးယားပဲနဲ့တစ်စွန်းရတာအတွက်ချက်သားမုတ်တစ်စွန်း စာအနေငယ်နန်းစီကိုအနေငယ်တခြားနတ်ဆော့ပြောင်းလာဖို့အတွက်ကိုရီးယားငရုတ်ရောင်တင်မှုစစ်စစ်ကိုအဆုံးသုံးလိုက်ပါတယ်သူကနည်းနည်းတော့ဆက်ပါတယ်ပြီးရင်ကျွန်တော်တို့တမအောင်လဲထားပြပါမယ်စာနဲ့နန်းစီမွေထဲတဲ့အခါတော့ကျွန်တော်ရိုက်နေရင်မြည်ပြတ်သွားတဲ့အတွက်ကျွန်တော်မပါလိုက်ပါဘူးပေါ့နေလို့ကျွန်တော်ငံပြရဲ့အနေငယ်ထည့်လိုက်ပါမယ် source လုတ်ပြီးွားတဲ့အခါမှာတော့ကျွန်တော်တို့ထေဦးကိုအပူပေးထားပါမယ် ပါပါလေးညှက်ထားတဲ့ခင်းပွန်ချောက်ကလေးတွေကိုလောမှာဖြတ်တဲ့အတွက်မကက်ရန်အပူပေးထားတဲ့ဥရေကိုစီအနေငယ်ထည့်ပေးပါမယ်။နည်းနည်းလေးအညော်လောမှာဖြတ်တဲ့အတွက်ကျွန်တော်အိဇော့ဖန်ဖွင့်လိုက်ပါတယ်။ကဲဥလဲပူပြီးဆိုတော့ညှက်ထားတဲ့ရေပွဲလားခင်းပွန်လားကိုနဲ့ဆိုင်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 ကျွန်တော်ကတော့စားကောင်းမယ်ထင်ဥရေကိုပြည့်ထည့်လိုက်ပါတယ်။ဒီချက်တော့မှကျွန်တော်အားလုံးပြတ်ခွဲချွေးပါမယ်။စားရတာနောက်တာပါဒီပါနီးနာမှရှိရင်ခွန်ပါကျွေးပါမယ်။ ဒီလိုနဲ့ညှတ်ထားတဲ့ခင်းမွန်6ကလေးတွေကိုရဲပြီးတော့ဤလာတဲ့အထိကျွန်တော်တို့စိတ်ရှိလက်ရှိလော်ပေးနေပါမယ်။ကဲအယောင်လေးတွေလည်းရဲပြီးတော့ဣလာပြီဆိုတော့ကျွန်တော်တို့တဲဟုတ်ဘူးဘူရှော့ကဆောဆောနာနေထားတဲ့ sauce မြေလေးဦးထဲထည့်ပေးပါမယ်။ဒီနောက်အသားနဲ့ sauce နဲ့အရသာအများ သတာတဲ့ကြာသွားအောင်ကျွန်တော်တို့လုံးပေးပါမယ်။စိတ်ရှိလက်ရှိထားပြီးလုံးပေးပါမယ်။ရေလေးအနေငယ်ထဲကထဲကပြင်အသားဤသွားတဲ့အထိကျွန်တော်တို့အဖုံးပိတ်ခါတည်ထားပေးပါမယ်။ခင်မွန်ချောင်းများဤသွားပြီဆိုရင်ဖြင့်ကဲဥပွားနေချလို့ရပါပြီเนาะပြီးတော့လော်ဘီထောင်းထားတဲ့မြေပဲဆန်လေးယူပစ်လိုက်ရင်တော့ဖြင့် တွေ့အရသာစိတ်စိတ်လေးနဲ့ရန်ကိုစားလို့ကောင်းပါခင်ဗျာနောက်ပတ်မှလည်းကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးနဲ့စားကောင်းတဲ့ချက်လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော် bye bye